သမီးဖြစ်သူအင်ဂျယ်ဆိုးသူလင်းတယောက်အော့စဖုန်းတက်ကတော်မှာကျောင်းသားတက်ခွင့်ရခဲ့လို့ကိုယုံဝန်သားမဆုံးဖြစ်နေခဲ့ရတဲ့မခငယ်မင်္ဂလာပါပရိသတ်ကြီးရှင်အနုပညာတိုင်းဝိုင်းကမဟုတ်ပေမဲ့တချိန်ကနိုင်ငံကျော်မင်းသားတယောက်နဲ့ပတ်သက်ခဲ့ပိုးတာကြောင့်ပရိသတ်တွေကဒီနေ့ဒီချိန်အထိအမတ်ရနေကြဆဲဖြစ်တဲ့မခငယ်တို့တာမင်းတယောက်ကိုတော့ပရိသတ်တွေအားလုံးသိရှိပေးသားဖြစ်မှာပါ မခငယ်ဟာနိုင်ငံကျော်တရုတ်ဆောင်ဆိုသူရဲ့ဇနီးဟောင်းဖြစ်ပြီးခင်မုံဖြစ်သူဆိုသူရဲ့ဆွန့်ပြစ်ခြင်းခံခဲ့ရပြီးတဲ့နောက်တမီးလေးအင်ဂျယ်ဆိုသူလင်းကိုမိခင်တယောက်အနေနဲ့တယောက်တည်းသာကျွေးမွေးဆောင်ရှောက်ခဲ့ပြီးကောင်းမွန်မံကန်တဲ့ပညာရေးလမ်းကြောင်းပေါ်မှာသူကျွန်ထက်မြက်တဲ့တမီးတယောက်ဖြစ်အောင်ပံ့ပိုးပေးနိုင်ခဲ့တာလည်းဖြစ်ပါတယ်အခုတခါမှဆိုရင်လေမခငယ်ကသူမရဲ့တမီးလေးအင်ဂျယ်ဆူသူလင်းတယောက် Oxford တက္ကသိုလ်မှာ Summer School တာတက်ခွင့်ရရှိခဲ့တဲ့အကြောင်းဂုဏ်ယူစွာပဲပြောကြားလာခဲ့တာဖြစ်ပါတယ်။ တမီလင်းအင်ဂျယ်ဆိုသူလင်းဟာပညာရေးမှာထွေးချွန်ချမ်းမြတ်သူဖြစ်ပြီးသူမရဲ့စာသင်မှုတစ်လျှောက်လုံးမှာအမြဲလိုလိုအမှတ်ကောင်းတက်သလို scholarship တွေနဲ့ grants တွေအမြောက်အများကိုလည်းရယူပေးနိုင်ခဲ့သူလေးဖြစ်ပါတယ်။မိခင်ဖြစ်သူမခငယ်အနေနဲ့ကတော့ဒီတမီတယောက်အတွက်အရန်ကိုအားရကုန်ယူနေရတာဖြစ်ပြီးတမီလင်းရဲ့ထွေးချွန်ချမ်းမြတ်မှုတွေကိုလည်းမကြာခဏအခြားပြခဲ့တာပဲဖြစ်ပါတယ်။ တမီလီအင်ဂျယ်ဆွေသူလင်းဟောင်းအမေရိကနိုင်ငံမှာပညာသင်ကြားနေရတာဖြစ်ပြီးမိခင်တယောက်ထဲရဲ့အင်အားနဲ့စူးစမ်းနေရတာကိုလည်းသိရှိခဲ့ကောင်းပညာရေးနဲ့ပတ်သက်ပြီးသူများထပ်ပို့ပြီးတော့စူးစမ်းအထောက်ခဲ့သူလည်းဖြစ်ပါသေးတယ်။ တရုတ်ဆောင်စုသူကတော့ဒုတိယအိမ်နောက်ဖြစ်တဲ့တရုတ်ဆောင်စုမျက်နှာနဲ့လက်ထပ်ပြီးနောက်ပိုင်းမှာတမိဖြစ်သူအင်ဂျော်စုသူလင်းနဲ့ပတ်သက်တဲ့ပညာရေးဆေးတွေကိုလည်းထောက်ပံ့ပေးနိုင်ခြင်းမရှိတော့သလိုအဆက်အသွယ်လေးလုံးဝမလုပ်တော့ပေဒုတိယစနီးဖြစ်တဲ့တရုတ်ဆောင်စုမျက်နှာနဲ့သာဘဝကိုအေးချမ်းချမ်းဖြတ်သန်းနေတာလည်းဖြစ်ပါတယ်